ားလုံးမင်္ဂလာပါ စီဂျိုဆိုတာမျိုးလိုက်တဲ့ယောဂတစ်ခုဖြစ်ပါတယ်ကျွန်တော်စီမှာဆိုရင်အဖေရောမေရောစီဂျိုရှိတယ်ဒီဗီဒီယိုမှာတော့စီဂျိုမျိုးရိုးရှိနေပေမဲ့စီဂျိုမဖြစ်အောင်ဘယ်လိုစားတောက်နေထိုင်မလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးစီဂျိုဆိုတာဘာဘယ်လိုယောဂမျိုးခေါ်လဲဆိုတော့ကျွန်တော်အရင်ရှင်းပြမယ်စီဂျိုဆိုတာကခန္ဓာကိုယ်ရဲ့မှာ တကြားတက်တွေမလို့အဖဲနဲ့များပြားနေတာပေါ့နော်တကြားတက်တွေအသုံးမပြုနိုင်မဲနဲ့ များပြားပြီးတော့သွေးထဲမှာရှောက်ပြီးတော့လှည့်ပတ်နေတဲ့ဟာကိုကျွန်တော်တို့ကဖီဂျိုလို့ခေါ်ပါတယ်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ဟာသွာလာလှုပ်ရှားတာဥမာအသက်ရှူတာနှလုံးခုန်တာသွာလာလာတာစသဖြင့်ကျွန်တော်တို့ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းအတွက်ခန္ဓာကိုယ်မှာအာရုံဆိုတာလိုအပ်တယ်เนาะဒီအာရုံရှိနေမှာကျွန်တော်ခုနပြောတဲ့လှုပ်ရှားမှုတွေလုပ်လို့ရတာပေါ့သတိထားခြင်းဘယ်ချိန်မှာအာမရှိဘူးလို့ခံစားရလဲသူသဖြင့်เนาะအစာမစားထားတဲ့အချိန်ဆိုရင် အာမရှိလို့ခံစားရတယ်ကျွန်တော်တို့စားလိုက်တဲ့ အစားတောက်တယ်ဆိုကြတော့မွေးငါဖြစ်မယ်မုတ်ဒီဖြစ်မယ်ထမင်းဖြစ်မယ်နန်းကြီးတုပ်ဖြစ်မယ်ကျွန်တော်နန်းကြီးတုပ်ကြိုက်တာဒီကျွန်တော်တို့စားလိုက်တဲ့အစားတောက်တွေကဘလို့ပဲအမျိုးမျိုးကွဲကွဲအဲ့ဒီဟာကိုစားလိုက်ပြီးတဲ့နောက်မှာစာချီစနစ်ကနေပြီးတော့ဆုပ်ယူလိုက်တယ်နောက်ဆုံးမှသူကဘလို့လှုပ်လဲဆိုတော့ခနာကိုအတွက်တန်ပြန်ပြီးအသုံးပြုလို့ရအောင်သူကတကြားတက်လို့ခေါ်တဲ့ဂလူးကို့စ်အဖြစ်နဲ့ဖြိုခွဲပလိုက်တယ်ကျွန်တော်စားလိုက်တဲ့အစားတောက်တွေကနောက်ဆုံးမှတော့တကြားတက်အဖြစ်နဲ့ဖြိုခွဲခံလိုက်ရတယ်အဲ့ဖြိုခွဲလိုက်တဲ့တကြားတက်တွေကို ခန္ဓာကိုယ်ကအသုံးပြုနိုင်အောင်လို့အင်ဆူလင်ကကူညီပေးရတယ်။ဆိုတော့ဆိုကြပါဦး။ကျွန်တော်တို့အိမ်မှာမီးမလာဘူးဆိုပါဘူး။မီးမလာဘူးဆိုရင်ကျွန်တော်တို့မီးဆက်ကိုသုံးမယ်။မီးဆက်သုံးဖို့အတွက်ဘာလိုလဲဆိုတော့နာဓာတ်ဆီလိုတယ်။ဓာတ်ဆီကိုမီးဆက်ထဲကိုထည့်မီးဆက်ကိုနှိုးလိုက်တဲ့ခါကျတော့မှလက်စစ်တက်ထွက်ပြီးတော့အိမ်မှာမီးလင်းတယ်။ခန္ဓာကိုယ်ကလည်းအဲ့လိုမျိုးပဲကျွန်တော်တို့ခန္ဓာကိုယ်အတွက်အားရင်လိုအပ်တယ်တပေါ်လျှက်စစ်မီလိုအပ်တယ်ဒါမှကျွန်တော်တို့သွားလာလှုပ်ရှားမှုတွေလုပ်နိုင်မှာမလား ဒီဟာကိုဘယ်ကနေရလဲဆိုတော့ကျွန်တော်တို့စားလိုက်တဲ့အစာတောက်တွေကနေရတယ်ဆိုတော့စားလိုက်တဲ့အစာတောက်တွေဆိုကြတော့ဓာတ်စီခုနပြောတဲ့ပုံစံမျိုးနဲ့ဆိုဓာတ်စီနဲ့ဆင်တူတာပေါ့ကျွန်တော်တို့အဲ့စားလိုက်တဲ့အစာတောက်တွေကဓာတ်စီဖြစ်တယ်အဲ့ကောင်ကိုဓာတ်စီပဲတည်တံဘာမှတုံးစားလို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့မီးဆက်လိုတယ်အဲ့တော့ဓာတ်စီကိုပြန်ပြီးတော့တုံးဖို့ခဏကိုကခွဲထုတ်လိုက်တဲ့ခုနပြောတဲ့ကြားဓာတ်ကိုပြန်ပြီးအသုံးပြုဖို့အတွက်ဘယ်သူကကူညီပေးလဲဆိုတော့ insulin လို့ခေါ်တဲ့เนาะ ဘေးအင်ဆူလင်ကမုတ်ချိုအိတ်ကနေထွက်တဲ့အင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းဓာတ်တစ်မျိုးကနေပြီးတော့ကူညီပေးတယ်။ဒီအင်ဆူလင်ကနေကူညီပေးတဲ့အခါကျတော့မှဗကြားဓာတ်တွေကိုခန္ဓာကိုယ်ကနေသုံးဆွဲပြီးတော့လူကလည်းကြံ့ကြံ့မမာရှိတယ်။သွားလာလှုပ်ရှားမှုလုပ်လို့ရတယ်။ဒါပေမဲ့စီးချိုသမားတွေမှာကြာတော့မျိုးစားနော်စီးချိုမှာလည်းကျွန်တော်တို့ထပ်ပြီးကွဲနိုင်တယ်။စီးချိုကိုကျွန်တော်တို့ကမျိုးစား1စီးချိုနဲ့မျိုးစား2စီးချိုဆိုပြီးတော့ကွဲပါတယ်။ ကလေးတွေမှာဖြစ်တာကအမျိုးအစားတစ်စည်းကြလို့ခေါ်ပါရယ်ခုနပြောသလိုဆိုရင်သူကငကိုရဲကခန္ဓာကိုယ်ရဲမှာမိသက်မပါလာတာတဘောကသူ့ရဲ့ခန္ဓာကိုယ်အမျိုးအစားတစ်လို့ခေါ်တဲ့ကလေးတွေမှာဖြစ်တဲ့စည်းကြမှာဆိုရင်ဒီကလေးတွေကအင်ဆူလင်မထုတ်နိုင်ဘူးဖြစ်တယ်အင်ဆူလင်မထုတ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့စားလိုက်တဲ့အစားအသောက်တိုင်းကိုခန္ဓာကိုယ်ကသုံးဆွဲလို့ရအောင်အင်ဆူလင်ကမကူညီပေးနိုင်ဘူးဒီအတွက်ကြောင့်မလို့ခန္ဓာသွေးထဲမှာတခြားဓာတ်တွေများပြီးတော့စည်းကြဖြစ်တာ ဒါကအမျိုးအစားတက်စီဂျိုလို့ခေါ်ပါတယ်ကျွန်တော်တို့အသက်ကြီးမှဖြစ်တဲ့စီဂျိုကိုအမျိုးအစားနှစ်စီဂျိုလို့ခေါ်ပါတယ်အမျိုးအစားနှစ်စီဂျိုလို့ခေါ်ပါတယ်ဒီစီဂျိုကကြတော့အင်ဆူလင်မရှိလို့ဖြစ်တာမျိုးမဟုတ်ဘဲနဲ့အင်ဆူလင်ကိုခန္ဓာကိုယ်ကမတုံ့ပြန်တော့တာကြောင့်ဖြစ်တဲ့ပြဿနာပေါ့ခုနဥပမာနဲ့ပဲပြောရမယ်ဆိုရင်တော့ကျွန်တော်မိဇက်ကအလောက်ကောင်းကောင်းမလုံနိုင်ဘူးပေါ့ နော်မိဇက်ကိုကျွန်တော်တို့ကတုံးကျင်တယ်လို့တုံးထားတယ်ဂီမဆိုင်ဖန်နဲ့ပြစ်ထားတယ်ဒီလိုမျိုးတွေအကြာကြီးဖြစ်တဲ့အခါကျတော့မိဇက်ကစီထဲ့လဲပြန်ပြီးတော့လက်စစ်ဒေချာမတုံးမနိုင်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီမိဇက်ကြီးမကောင်းတော့တဲ့အခါကျတော့ခန္ဓာကိုယ်ကလည်းအားရနေမရဘူးစီရီကလည်းရှောက်ပိုနေစားလိုက်တဲ့အစာတောက်တွေပေါ့စားလိုက်တဲ့အစာတောက်တွေကလည်းတကြားတဲ့တွေဖြစ်နေခန္ဓာကိုယ်ကရှောက်ပတ်ပြီးတော့သွားနေတယ်အဲ့ဒီကနေပြီးတော့စီဂျိုဖြစ်လာတာဒါကိုမျိုးစားနှစ်စီဂျိုလို့ခေါ်တယ် တဘောကတော့ insulin ကိုခန္ဓာကိုယ်ကမတုံ့ပြန်တော့တာကြောင့်ဖြစ်တဲ့စီးကျို့ဆိုတော့ကျွန်တော်တို့ကစီးကျို့မျိုးစောင်းကိုနှစ်ခုခွဲထားတယ်မျိုးစား1စီးကျို့ကကလေးဒီမှာဖြစ်တယ်သူကငိုတဲ့ကငွေးကလေးကခန္ဓာကိုယ်က insulin မထုတ်နိုင်တာကြောင့်ဖြစ်တဲ့ပြဿနာမျိုးစား1စီးကျို့ကကြတော့အသက်ကြီးလာတဲ့သူလူကြီးတွေကြမှာဖြစ်တယ်သူကကြတော့ insulin ကထုတ်တော့ထုတ်တယ်ဒါပေမဲ့ခန္ဓာကိုယ်ကမတုံ့ပြန်တော့တဲ့အတွက်ကြောင့်မလို့ သွေးထဲမှာတခြားဓာတ်တွေများနေတယ် cells တွေကအသုံးမပြုနိုင်ဘူးဖြစ်တယ်ဒါကြောင့်မျိုးစားနှစ်စီချိုဖြစ်တယ်ဆိုတော့ခုနပြောသလိုပေါ့သွေးထဲမှာတခြားဓာတ်တွေများနေတာကဘာပြဿနာရှိလို့လဲပြဿနာတွေအများကြီးရှိပါတယ်ခန္ဓာကိုယ်ထဲမှာဒီတခြားဓာတ်ဆိုတာကလိုအပ်တဲ့ cells တွေကနေပြီးတော့ယူပြီးသုံးရတယ်ခန္ဓာကိုယ်ကအသုံးပြုတဲ့ခါကျတော့မှကျွန်တော်တို့အာအင်ဆိုတာဖြစ်လာတယ်အာအင်ရှိပြီးတော့လုံနိုင်ကြိုင်နိုင်အလုံးလုံနိုင်စားနိုင်တောက်နိုင်ဒီလိုမျိုးရှောက်သွားနိုင်ဒီလိုမျိုးတွေလုံနိုင်တာနော် ခန္ဓာကိုယ်ကမတုံးဆွဲ cells တွေကမတုံးဆွဲပဲ ਨੇ သွေးထဲမှာပဲဒီကောင်တွေကလှည့်ပတ်နေပြီဆိုရင်ကြတော့ value ဘာဖြစ်စီလဲဆိုတော့ तू လှည့်ပတ်နေတဲ့တောက်လျှောက်သွေးကြောလေးတွေ तू ကသွားပြီးပျက်စီးနေတယ်เนาะဆိုကြပါဦးကျွန်တော်တို့အချိုရီအရန်စားရင်เนาะသွားပူစားရလေအချိုရီရန်စားရင်သွားပူစားဘာဖြစ်လို့လဲဆိုတော့အချိုစားပြီးသွားပြတ်မတိုက်တဲ့ခါကျတော့အဲ့အချိုရီကဒီတကြားတက်တွေကသွားရိမ်မှာရှိတယ်တကြားတက်ရှိပြီဆိုအဲ့မှာဘက်တီးရီးယားတွေပေါက်တယ်ပေါက်တဲ့ခါနောက်တစ်ခါအချိုတက်ကိုယ်တိုင်ကလည်းသွားတွေကိုစားတယ် သွားတွေကိုပေါ့သွားရဲ့ကျွေးလွာတွေကိုပျက်စီးစေတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်သွားပူစားတဲ့ကိစ္စဖြစ်တယ်နော်ဒါကတခြားတဲ့ကြောင့်ဖြစ်တာဒီလိုမျိုးပဲခန္ဓာကိုယ်သွေးကြောထဲမှာမရှိနေတဲ့တခြားတဲ့ကအကြာကြီးရှိနေတဲ့ခါကျတော့သူကသွေးကြောထဲမှာသွားပြီးစုပုံတယ်အဲ့လိုနဲ့သွေးထဲမှာအစီအရင်များလာပြီးဖြစ်တယ်နောက်တစ်ခါသွေးကြောလေးတွေကိုသွားပြီးပျက်စီးစေတယ်အထူးသဖြင့်သွေးကြောအသေးလေးတွေကိုသူကပျက်စီးစေတယ် သွေးတော့ကြေးအသေးလေးတွေပျက်စီးသေးတဲ့အတွက်ကြောင့်ခြေထောက်ကိုသွားတဲ့သွေးကြောတွေဥမာတချို့လိန်ငါတွေကိုသွားတဲ့သွေးကြောတွေမျက်လုံးစီကိုသွားတဲ့သွေးကြောတွေစသဖြင့်ဒီလိုသွေးချုံအသေးလေးတွေကိုသွားပျက်စီးစေတဲ့အခါကျတော့စီးချိုမထိန်နိုင်တဲ့သူတွေမှာဆိုရင်သတိထားခြင်းကျင်ဘာလို့တွေးလိုက်မလဲဆိုတော့ခြေထောက်မှာအနာတွေဖြစ်တယ်ထုံနာကျင်နာတွေဖြစ်တယ်ထိလို့ထိမှမသိဘူးပေါ့နော်နောက်တစ်ခါမျက်စိကသွေးကြောတွေသွားပြီးထိခိုက်တဲ့အခါကျတော့မျက်စိဝါးတယ်နောက်တစ်ခါအဲတိမ်နေဖြစ်တယ်ပေါ့မျက်စိထဲမှာတိမ်နေဖြစ်တယ် အုံနောက်သွေးကြောတွေသွားပြီးထိခိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခုနပြောတဲ့လေးဖြတ်တာနဲ့လည်းသွားပြီးဆက်ဆက်မှုရှိတယ်။အဲ့တော့စီးချိုသွေးတို့နှလုံးနဲ့လေးဖြတ်တာတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့သွားပြီးဖြစ်ပေါ်နေတယ်။ခန္ဓာကိုယ်ထဲမှာမရှိနေတဲ့တရားတက်တွေကသွေးကြောတွေထဲမှာလှည့်ပတ်နေတဲ့အတွက်ကြောင့်မလို့သွေးကြောတွေကိုသွားပြီးပျက်စီးစေတယ်။ သွေးကြောအငယ်တွေကိုတွားပြီးပျက်စီးစေတဲ့အတွက်ကြောင့်မလို့ခုနပြောထုံနာကျင်နာတွေလင်ကိစ္စမှာစိတ်မနာစိတ်မပါတော့တာတွေမထောင်မျိုးသားတွေမှာဆိုမထောင်မနိုင်တော့တာတွေနော်နောက်တစ်ခုမျက်လုံးတွေတိမ်ဆွဲတာတွေဒီလိုပြဿနာတွေကိုပါနောက်ဆက်တွဲအဖြစ်နဲ့စီဂျိုကဖြစ်နိုင်တယ်စီဂျိုကအရန်ကြောက်ဖို့ကောင်းတယ်ပြောအော်ကျွန်တော်ပြောဖို့တစ်ခုကြံနေတာရှိသေးတယ်ဒါကလည်းတော်တော်ထိခိုက်တဲ့အထင်းမှာပါတယ်စီဂျိုကြောင့်အဲ့ဒါကဘာလဲဆိုတော့ကြောက်ကက်ကိုတွားတဲ့သွေးကြောတွေပျက်စီးတာကြောက်ကက်က အဲ့တော့ဒီဒီစီချူကြောင့်ဖြစ်တဲ့ဒီတကြားတက်တည်းကခုနပြောသွားသွားပြီးစုပုံနေတဲ့အခါကျသွေးကြောတွေပျက်စီးရဲကြောက်ကက်ကိုသွားရဲသွေးကြောတွေလည်းသွားပျက်စီးတဲ့အခါကျတော့စီချူနဲ့သွေးတို့ရောပြီးတော့ကြောက်ကက်ပျက်စီးတဲ့လူနေမှာဆိုရင်တသက်လုံးကြောက်ကက်အစားထိုးရင်ထိုးမထိုးရင်တသက်လုံးဒီကြောက်ကက်ဆေးွားရဲသွေးလဲတဲ့ကိစ္စလို့ကကြောက်ကက်ဆေးရဲဆိုတာကျွန်တော်တို့ကဟိုပကံဆေးသလိုမျိုးမြင်ကြပေမဲ့လေတကယ်တမ်းလုံးဝမလွယ်ဘူးခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေကိုထုတ်တယ်ကြောက်ကက်ကနော်ဘာလို့ပေးရခန္ဓာကိုယ်ထဲမှာရှိတဲ့သူကဟိုမလိုလားအပ်တဲ့ အဲသွန့်ပြစ်ပစ္စည်းတွေအစိတ်အတောက်တွေကိုသူကဖယ်ရှားပေးတာနော်အဲ့တော့ကျွန်တော်တို့ကကြောက်ကက်ကမလုတော့တဲ့ခါကျခန္ဓာကိုယ်ထဲမှာစိတ်တောက်တွေများလာတယ်အဲ့တော့ကြောင့်လူကဖောဖောကြီးနဲ့နေလို့ထိုင်လို့မကောင်းအသားတွေညင်နွမ်းလူမျိုးတွေဆက်ပြီးတော့ဖြစ်တာအဲ့တော့စီးရိုသမားတွေမှာကြောက်ကက်ကလည်းသွားပစ္စည်းတဲ့အတွက်ကြောင့်မလို့တသက်လုံးအဲ့လိုမျိုးဘိုက်ဖောင်ဖောင်ကြီးနဲ့လူတစ်ချိန်လုံးတွေးလဲပြီးတပတ်တစ်ခါတချို့ဆိုတပတ်ကိုနှစ်ခါသုံးခါတော့တွေးလဲရတာမျိုးတွေရှိတယ်အယံခံစားရပါတယ် စီးချိုကိုကျွန်တော်တို့ကဖြစ်တာရမ်းများတယ်မြန်မာနိုင်ငံမှာဆိုစီးချိုကတအားဖြစ်တဲ့အခါကျတော့လူတွေထင်တာကစီးချိုကတိတ်ပြီးတော့ဟိုပေါ့အရန်အေးဆိုင်ဆရာမလို့ရဲပြဿနာတခုလို့ထင်တယ်ပေါ့နော်ဒါပေမဲ့မဟုတ်ဘူးစီးချိုကအရန်ဖြစ်များပြီးတော့နောက်ဆက်တွဲပြဿနာအရန်များပါတယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ရုတ်တရက်သိဆုံးမှုနှုန်းနေနောက်တစ်ခါအသက်ကြီးတဲ့သူတွေမှာဖြစ်တဲ့သွေးတို့စီးချိုနှလုံးနဲ့လေးဖြတ်လို့ယောဂမျိုးတွေရဲ့အစကခုနပြောစီးချိုကနေစတာဖြစ်နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့စီးချိုအမျိုးအစားနှစ်ကတော်တော်လေးကြောက်ကူကောင်းတဲ့ယောဂတွေမှာပါပါတယ် စီးကျူမျိုးစား1ကောစီးကျူမျိုးစား2ယောကမျိုးရိုးလိုက်တဲ့ယောဂတွေဖြစ်ပါတယ်မျိုးရိုးလိုက်တဲ့ဖြစ်တဲ့အထူးသဖြင့်စီးကျူမျိုးစား1ကမျိုးရိုးလိုက်တတ်ပါတယ်အဖေအမေစီမှာစီးကျူရှိတယ်ညီကိုမောင်နှမတွေမှာစီးကျူရှိတယ်ဆိုရင်ကိုယ့်စီမှာလည်းစီးကျူဖြစ်နိုင်ခြင်းအရန်မြင့်ပါတယ်ကျွန်တော်မျိုးရိုးရှိနေပြီဆိုရင်ဒီလူကစီးကျူဖြစ်နိုင်ခြင်းဘယ်လောက်မြင့်လဲဆိုပြီးတော့ကျွန်တော်တွက်ကြရတယ်ပေါ့နော်အဲ့တော့ကိုကိုရိုင်းကလည်းကျွန်တော်ကိုရိုင်းကအဖေရောအမေရောမှာစီးကျူရှိတယ် ဲ့အတွက်ကြောင့်မလို့ကျွန်တော်စီမှာလည်းစီးကျူဖြစ်နိုင်တဲ့လားလားအရန်ရှိပါတယ်။ဒါပေမဲ့လောလောဆယ်မှာကျွန်တော်ကစီးကျူမရှိသေးဘူးခုချိန်ထိကျွန်တော်အသက်က40ပြည့်တော့မယ်38မှာရောက်နေပြီကျွန်တော်စီးကျူမရှိသေးဘူး။အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကစားတောက်နေထိုင်မှုပုံစံကိုကျွန်တော်တော်တော်ကြီးပြင်ထားတယ်။ကျွန်တော်ရဲ့စားတောက်နေထိုင်မှုပုံစံကိုပြင်ပြီးတော့စီးကျူမဖြစ်အောင်ကျွန်တော်ကာကွယ်နေတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာကမျိုးရိုးစီးကျူမျိုးရိုးကအရန် strong နေတယ်ပေါ့အရန်ရှိနေတယ်။စီးကျူကကာကွယ်လို့ရတယ် စီဂျိုမှာတချို့တွေကစီဂျိုဖြစ်လာပြီဆိုရင်အမြဘာဘယ်အဓိကသွားလဲဆေးကိုပဲအဓိကသွားတယ်ဘယ်ဆေးတောက်ရမှာလဲဘယ်လိုလောက်ရမှာလဲဒါကိုပဲအဓိကသွားတယ်စီဂျိုဆိုတာကဖြစ်ပြီဆိုရင်တော့ကုသရရန်ခက်ခဲတယ်လုံးဝအရှင်းပြောက်ကင်းဝအောင်ကုသလို့မရတော့ဘူးစီဂျိုထိန်းဝါပြီးတော့နေဝါဖို့ပဲရှိတော့တယ်လုံးလို့ရတာတခုဒီသောနီလန်ကစီဂျိုမဖြစ်အောင်လို့ကာကွယ်လို့ရတယ်ကြိုတင်ကာကွယ်လို့ရတယ်ဘယ်ဟာကအရေးကြီးဆုံးလဲစီဂျိုမှာပဲအရာကအရေးကြီးဆုံးလဲကာကွယ်ဖို့အတွက်ဆိုရင်တော့ စားတောက်နေထိုင်မှုပုံစံကစီးကြုံမှာအဓိကကျပါတယ်။စားတောက်နေထိုင်မှုပုံစံကိုစီးကြုံမဖြစ်အောင်ထိန်ကျမ်းမိုင်နဲ့ညီညွတ်အောင်ထိန်းဝါနိုင်ရင်မျိုးရိုးရှိပေမဲ့လည်းစီးကြုံမဖြစ်အောင်ကာကွယ်လို့ရပါတယ်။ကျွန်တော်ကအဲ့ဒီနီလန်းနဲ့အဖေရောအမေရောစီးကြုံရှိပေမဲ့ကျွန်တော်စီမှာစီးကြုံမဖြစ်လာသေးအောင်ကျွန်တော်ထိန်းနေပါတယ်။အဲ့တော့စီးချိုကိုကျွန်တော်တို့ကဘလိုမျိုးနီလန်းနဲ့တားဆီးကြမလဲမဖြစ်လောက်ကာကွယ်ကြပထမဦးဆုံးအရေးကြီးဆုံးချက်က ိုလေးချိန်ကို ထိမ့်မှုပါစီးကြိုဆိုတာကတတိထားကြည့်ရင်ဝဝခဏကိုဝရဲပြည့်တဲ့သူတွေမှာဖြစ်တာများပါတယ်နော်ဒီလိုမျိုးနည်းနည်းပိန်တဲ့သူတွေမှာစီးကြိုဖြစ်တာရှိတော့ရှိမရှိဘူးလားဆိုတော့ရှိတာတော့ရှိတယ်ဒါပေမဲ့တေးချာကိူးဆိုင်ကြည့်ကြည့်ရှားတာတွေ့လိမ့်ကျွန်တော်အများဆုံးတွေ့ရတာကဝလာတဲ့သူတွေမှာစီးကြိုမျိုးစားနှစ်ဖြစ်တာကိုအများဆုံးတွေ့ရပါတယ်ဘာကြောင့်လဲဆိုတာအဓိပ္ပာယ်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဝလာရင်ခန္ဓာကိုယ်ထဲမှာအစီရင်စုပုံတယ်ဘိုက်တွေမှာစုတယ်ခန္ဓာကိုယ်တစ်ခုလုံးကဝလာပြီအစီရင်နဲ့သွားပြီးစုပုံတယ်ပေါ့နော်ဝရတယ်ဆိုတာရဲ့အဓိကအချက်ကလည်းအဲ့လိုပဲဟိုအသားဖြစ်ရမယ့်အစားအိုင်နာမှာအစီရင်သွားပြီးစုတာကြောင့်ဝလာဒီအစီရနေပြီးတော့လေဟော်မုန်းတစ်မျိုးထုတ်တယ်အစီရင်ခန္ဓာကိုယ်ထဲမှာများလာရင်ဟော်မုန်းတစ်မျိုးထုတ်တယ်အဲ့ဒါကဘာလို့ခေါ်လဲဆိုတော့ insulin resistant hormone လို့ခေါ်တယ်သူကခုနပြောတဲ့ insulin ဆိုတာကသွေးထဲကနေပြီးတော့ဒီဒီတကြားဓာတ်တွေကို ခဏကွာသုံးဆွဲဖို့အတွက်အရေးပါတယ်လို့ကျွန်တော်ပြောခဲ့ပြီမီးဆက်လိုမျိုးအရာလို့ပြောခဲ့တယ်နော်ဒါပေမဲ့ခုနပြောရဲခဏကွာဝလာတဲ့အစီတွေစုပုံလာတဲ့အခါကျဒီအစီတွေကအင်ဆူလင်ကိုခုနပြောအင်ဆူလင်ကိုဆန့်ကျင်တဲ့ဓာတ်တွေကိုထုတ်တယ်အင်ဆူလင်ဆန့်ကျင်တဲ့ဓာတ်တွေကိုထုတ်တော့ခဏကိုကကြကြာဓာတ်ကိုတိတိကျကျအသုံးမပြုနိုင်ဘူးဒီလိုနဲ့စီဂျိုဖြစ်လာတယ်အဲ့တော့ဝလာတဲ့သူတွေကတော့အထူးသဖြင့်စီဂျိုဖြစ်နိုင်ခြေအရှိဆုံးထဲမှာပါတယ်ဒီအတွက်ကြောင့်မလို့ပထမအဦးဆုံးနဲ့မဖြစ်မနေလောက်ဖို့လိုအပ်တာက ိုလေးချိန်ကိုထိမ့်မယ် BMI ကို BMI ဆိုတာကခန္ဓာကိုယ်လေးချိန်ကီလိုဂရမ်နော်ကီလိုဂရမ်ကိုမီတာစကွဲနဲ့ညှပ်တာနော်အဲမီတာစကွဲနဲ့စားတာပြောတာ sorry နော်စားတာခန္ဓာကိုယ်လေးချိန်ကီလိုဂရမ်ကိုမီတာစကွဲနဲ့စားလိုက်ရင်ရလာတဲ့နံပါတ်ကိုကျွန်တော် BMI လို့ခေါ်ရယ် body mass index ပေါ့နော်သူကဘယ်လောက်ရှိလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့18ကနေ25အတွင်းမှာ BMI ထားရတယ်အဲ့ဒါကကျန်းမာတယ်18အောက်ကိုရမ်းရော့သွားရင်လည်းအရန်ပိန်တယ် 25ထက်ကိုရော့ပြီးတက်ပြီးဆိုတာအပေါ်တက်ပြီးဆိုတာ ਨੇ ကျွန်တော်ဝါလာတယ်ဝါလုံးဟိုဖိဖိနဲ့ဝါလာတဲ့အထက်မှာပါတယ်အဲ့တော့ပထမဦးဆုံးစီးကြိုထိမ့်မဲ့ဆိုမဖြစ်မနေကျင်းတည်လောက်ရမယ့်ကိစ္စကကိုလေးချိန်ရှော့ပါကိုလေးချိန်ဝါကိုနည်းနည်းဝါလာပြီးဆိုတာ ਨੇ စီးကြိုဖြစ်လာနိုင်ခြင်းမြင်ပါတယ်ဒါကနံပါတ်1တစ်ချက်ပါဒုတိယတစ်ချက်နောက်ထပ်အရေးကြီးတာကစီးကြိုကိုကာကွယ်ဖို့အတွက်ဆိုရင်မဖြစ်မနေကိုလက်လှော်ရှာမှုလုပ်ပါ ျွန်တော်တို့ကမြို့ပြလူနေမှုပုံစံမှာအရန်အသားကျလာတဲ့အခါကျတော့တနေကုန်နေလို့မှခြေလမ်းတစ်ထောင်ပြည့်အောင်မလျှောက်တော့လှုပ်လို့ရှာရှာမရှိတော့ကွန်ပျူတာရှိမှပဲထိုင်ထိုင် TV ရှိမှထိုင်ဒါမှမဟုတ်လည်းဖုန်းကြည့်တစ်ချိန်လုံးထိုင်နေရတာဒီလိုထိုင်နေတဲ့အခါကျတော့ခုနစားတောက်လိုက်တဲ့အစားတောက်တည်းရဲ့အာရင်နေမှန်သမျှကအပူအနေနဲ့သွားပြီးစုပုံတယ်မတုံးလိုက်ရအောင်မတုံးလိုက်ရတော့နော်ခဏကူမတုံးရတော့ပဲနဲ့သူကခဏကူထဲမှာအစီအနေနဲ့သွားပြီးစုပုံတယ်တဖြည်းဖြည်းနဲ့ဝလာတယ် ဗီဒီယိုဖြစ်လာတယ်နော်အဲ့တော့တနေ့ကိုအနည်းဆုံးကိုလက်လှှရှားမှုလေးလို့ပဲကျွန်တော်ဆိုရင်တနေ့ကိုခြေလမ်း1000အများရန်လျှောက်တယ်အခုကျွန်တော်ဇူလိုင်လနေ့စလျှောက်တာအခု၄လရှိပါပြီလုံးဝပြည့်ရမရှိဘူးနော်တနေ့ကိုခြေလမ်း1000လျှောက်တယ်တပတ်ကို3ရက်ကနေ4ရက်ဂျင်းဆော့ဆော့မဆော့ရင်ရေကူးတယ် ီလိုကိုလှလှရှာမှုလုပ်နေတဲ့အခါမှာကျွန်တော်ဘာကိုသတိထားမိလာလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ပဲနော်အရင်တုန်းကဆိုရင်ကျွန်တော်ကယုံလှုပ်လှုပ်တဲ့အိမ်နဲ့ယုံနေပဲသွားတယ်အိမ်ရဲ့ယုံရဲ့နောက်တစ်ခါကားမောင်းတဲ့အချိန်ဒီချိန်ပဲအများနဲ့လိုမျိုးထိုင်နေရတာများတယ်အဲ့တော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့ဖော့ဖော့ကြီးဖြစ်လာတယ်လူကဖောင်းဖောင်းကြီးဖော့ဖော့ကြီးနဲ့ပါးကြီးလဲစို့တက်လာတယ်နေလို့ထိုင်လို့မကောင်းတော့ ညာဘက်တွေအိတ်မပြုံးဘူးနောက်တစ်ခါဟိုအရန်ဟောက်လာတယ်လူကထန်းထန်းမမဖြစ်လာတယ်ခေါင်းတွေကြိုက်လာခေါင်းတွေမကြည့်ဘူးဖြစ်နေတယ်တချင်လုံးမနဲ့အရာထပြီဆိုတာနဲ့ခြေစစ်စစ်တွေကြိုက်နေကိုယ်ရင်လက်တွေကြိုက်နေဒီလိုမျိုးပြဿနာမျိုးတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တိတိချာချာကိုလက်လှောက်ရှာမှုပြန်လှုပ်ပြီးတော့နော်ဟိုကိုယ့်ရဲ့ activity ကိုနေ့တိုင်းမှာအနေအနည်းဆုံးတစ်နာရီလောက်ရှိတဲ့ activity ကိုပေါ့ကျွန်တော်စပြီးတော့လှုပ်တဲ့အချိန်အရင်စပြီးတော့ရမ်းနေလို့ပြန်ကောင်းလာတယ် ခုနပြောထဏိုင်းမမဖြစ်တာတွေမရှိတော့ဘူးဟောက်တာတွေပါလည်းမရှိတော့ဘူးအစ်စ်မြစ်တွေကြိုက်တာတွေလည်းတတ်တာဝါတဲ့အပြင်တတ်တာဝါရဲပေါ့နော်အဲ့ဒါအပြင်ကိုကိုလက်လှရှာမှုလှုပ်ချင်းကစားချင်တာစားပြီးမဝဘူးစီးကြိုပါကာခွင့်နိုင်တယ်ကျွန်တော်တို့ကတချို့တွေကပြောတယ်အချိုစားလို့စီးကြိုဖြစ်တာအဲ့လိုတိုက်ရိုက်ပြောလို့မရအချိုစားလို့စီးကြိုဖြစ်တာမဟုတ်အချိုစားပေမဲ့အဲ့အချိုပြန်ပြီးသုံးဆွဲနိုင်အောင်ကိုလက်လှရှာမှုလုပ်နေရဆိုရင်စီးကြိုမဖြစ်ဘူးဥပမာကျွန်တော်တို့ဆိုပါကျွန်တော်ဆိုရင်အချိုမရှောင် စီးချိုမျိုးရှိပေမဲ့ကျွန်တော်ကအချိုအသေးစားတာချိုစားတယ်ချိုကြိုက်တယ်ဒါမဲ့ခန္ဓာကိုယ်မဝလောင်တတိထားတယ်အချိုအလွန်အကျွံမစားဘူးအလွန်အကျွံမစားဘူးခန္ဓာကိုယ်မဝလောင်တတိထားတယ်ကိုယ်လက်လှရှာမှုကောင်းကောင်းလေးလုပ်ပေးတယ်စားလိုက်တဲ့အချိုတွေကိုပြန်ပြီးသုံးဆွဲလို့ရအောင်လို့ကျွန်တော်ကယူဆိုင်တယ်ဒီအတွက်ကြောင့်မလို့အချိုကိုကြိုက်တဲ့လောက်စားပေမဲ့လည်းကျွန်တော်မဝလောင်နော်မဝလာတဲ့အတွက်ကြောင့်မလို့စီးချိုလည်းမဖြစ်လာတော့ဘူးနံပါတ်3 အရေးပါဆုံးနောက်ထပ်တတိယမြောက်ချက်ကအစားအသောက်ဖြစ်ပါတယ်စီးကျူကိုကာကွယ်ဖို့အတွက် ကိုစားတဲ့အစားအသောက်ကရန်အရေးကြီးပါတယ်ကျွန်တော်တို့မြန်မာအများစုကအဓိကထမင်းကိုစားပါတယ်ထမင်းကကာဘိုဟိုက်ဒရိတ်ဖြစ်ပါတယ်နော်ကာဘိုဟိုက်ဒရိတ်ပါ သူက simple အဖြစ်ဆုံးတရားတဲ့လို့တော့ကျွန်တော်တို့ပြောလို့ရတယ်တဘောကထမင်းစားတယ်စားလိုက်ပြီးပြီဆိုတာနဲ့ခန္ဓာကိုယ်ကအဲ့ထမင်းကိုဖြိုခွဲချပြီးတော့ချက်ချင်းတရားတဲ့ဖြစ်သွားတယ် အဲ့ဒီအတွက်ကြောင့်မလို့စီးကျူဝေဒနာတဲ့ရုံဆိုရင်ထမင်းအဖြူမစားပါနဲ့လို့ကျွန်တော်တို့ပြောလေပြောထားရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ထမင်းအဖြူကလုံးဝကာဗိုဟိုက်ဒရိတ်တွေကြီးပဲ။ကာဗိုဟိုက်ဒရိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကစားလိုက်တာနဲ့ခန္ဓာကိုယ်ဖြုတ်ခွဲပြီးတော့ချက်ချင်းစားပြီးချက်ချင်းပဲသူကတကြားတတ်ဖြစ်သွားတယ်။အဲ့အတွက်ကြောင့်စီးကျူသမားတွေမှာကြတော့စားလိုက်တာနဲ့ချက်ချင်းတကြားတတ်ဖြစ်သွားတော့သူတွေထဲမှာတကြားတွေကချက်ချင်းစောင့်တတ်သွားတယ်။ စီဂျိုကစောင့်တက်သွားတဲ့ခါကျခုနပြောတဲ့စီဂျိုနောက်ဆက်တွဲပြဿနာတွေအများကြီးတယ်နော်စီဂျိုကစောင့်တက်ခံလို့မရစီဂျိုအရန်တက်သွားမသိဘူးဆိုရင်တည်တဲ့အထိကျွန်တော်တို့ဖြစ်နိုင်ခြင်းရှိပါတယ်နော်အခုနကဟာဆက်ပြောအောင်ကျွန်တော်တို့စားတဲ့အစာတောက်ကစီဂျိုကာကွယ်ဖို့ရန်ရေးကြီးပါတယ်ကာဘိုဟိုက်ဒရိတ်များတဲ့အစာတောက်တွေစားလေခန္ဓာကိုယ်ထဲမှာတခြားဓာတ်တွေများလေအဲ့တော့ကျွန်တော်အကြံပေးချင်တာက plate model ဆိုတာလေးကိုကျွန်တော်အကြံပေးချင်ပါ plate model ဆိုတာပကံကိုတစ်ချက်ပုံလိုက်ပကံရဲ့ ထက်ဝက်ကိုအသီးနှံနဲ့အသီးရွက်တွေကိုစားပါအသီးနှံအသီးရွက်ကြိုက်တာစားလို့ရတယ်နော်ဆင်အောင်ရှိတာအနည်းအောင်ကြိုက်တာစားအသီးနှံအသီးရွက်က fiber များတယ် fiber များတဲ့အတွက်ကြောင့်မို့ဝမ်းကျန်းမာရေးကိုလည်းကောင်းစေတယ်ဒီ carbohydrate တိတ် carbohydrate မပါတဲ့အတွက်ကြောင့်မို့တကြားတက်ကိုလည်းမများသေးဘူးအဲ့တော့ပကံတစ်ချက်ပုံတက်ဝက်ကိုအသီးနှံစားနောက်ထပ်၃ပုံတစ်ပုံပေါ့နော်ကြံနေတဲ့၃ပုံတစ်ပုံဒီတက်ဝက်ကြံနေတဲ့တက်ဝက်ချမ်းရဲ့တပုံကိုအသားစားပါအသားအသားများများစားတပုံအသားစား ကျန်တဲ့တပုံကိုတော့ထမင်းစားပါကျွန်တော်လဲအရင်တုန်းကထမင်းရမ်းစားတဲ့အထက်မှာပါတယ်ထမင်းမစားရင်ဘိုက်ကပြည့်မနေဘူးเนาะပြည့်နေလို့မခံစားအောင်အဲ့တော့ထမင်းကိုရမ်းစားတယ်မြန်မာအများစုကလည်းထမင်းကိုပဲအားပြုပြီးတော့စားကြတယ်ဒါပေမဲ့ပြဿနာထမင်းကအစာမခံဘူးစီးချိုကိုချက်ချင်းတက်စေတယ်ကျမ်းမိုင်နဲ့မညီညွတ်ဘူးကျွန်တော်တို့လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ပြည့်ဝမပါဘူးကျွန်တော်တို့ထင်တာကထမင်းများများစားရင်အာဟာရဓာတ်ပြည့်ဝမယ်လို့ထင်တာမဟုတ်ဘူးကျွန်တော်တို့စားနေတဲ့စံပြူစံတွေက ဒီအာဟာရဓာတ်အများကြီးဆိုင်မပါဘဲနဲ့ကာဘိုဟိုက်ဒရိတ်တွေပဲပါတယ်။အဲ့အတွက်ကြောင့်မို့ကျွန်တော်ဆန်လုံးညိုစားပါလို့ပြောတာစီကြိုသမားတွေဆန်လုံးညိုစားဆန်လုံးညိုကြတော့နည်းနည်းဆန်ပြူလိုမျိုးဖွတ်ထားတာမဟုတ်တဲ့ကြောင့်သူကနည်းနည်း complex ဖြစ်သွားတယ်။အဲ့တော့ချက်လိုက်တဲ့အချိန်မှာရယ်စားပြီးတော့ဖြူခွဲတဲ့အချိန်မှာသူကတကြားဓာတ်ကိုချက်ချင်းမထွက်နော်တကြားဓာတ်ချက်ချင်းမထွက်ပဲနဲ့ဖြည်းဖြည်းချင်းထွက်တဲ့အတွက်ကြောင့်မို့စီကြိုသမားတွေနဲ့တင့်တော်တဲ့အတွက်ကြောင့်မို့ဆန်လုံးညိုစားပါလို့ကျွန်တော်ပြောရတယ်။အဲ့တော့စားတဲ့တောက်တဲ့ပုံစံကိုကျွန်တော်ပြောရရင်တော့ပကံတစ်ချက် တဝက်ကိုအသီးရွက်သီးနှံထက်ကျန်တဲ့ဒစိတ်ကိုနော်တဝက်ကျန်တဲ့ဒစိတ်ကိုအသားစာကျန်တဲ့ဒစိတ်ကိုမှထမင်းစားပါထမင်းကိုရအောင်လျှော့စားပါကျွန်တော်စီးကြိုမဖြစ်ရခြင်းအခုချိန်ကြီးစီးကြိုမဖြစ်ရခြင်းကိစ္စမှာထမင်းအရန်လျှော့ပြီးတော့ကာဘိုဟိုက်ဒရိတ်ကိုကပ်စ်တွေပေါ့နော်ကပ်စ်တွေအရန်လျှော့ပြီးတော့အသီးနှံအသီးရွက်များများစားရတာကလည်းအဓိကအချက်ဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ပြောခဲ့တာ၃ချက်ရှိပါတယ်နော် ပထမဆုံးကကိုလေးချိန်ကိုထိမ့်မှာအဝမလွန်သင်နဲ့ကျွန်တော်လည်းအခုအဝမလွန်ထိမ့်နေကျွန်တော် BMI ကို24 25လောက်မှာအမြင်ရှိအောင်ကျွန်တော်ထိမ့်နေအဝမလွန်ပထမတစ်ချက်အဝမလွန်ထိမ့်မှာ ဒုတိယချက်ကိုလက်လှူရှာမှုလောက်ပါကျွန်တော်ဆိုလဲနေတိုင်းမှာခြေလက်တောင်းလျှောက်တဲ့တပတ်ကို၃ချိန်နဲ့၄ချိန်ဂျင်းသွားတယ်ရေကူးတယ်ဒီဟာမျိုးကိုလောက်ပါတယ်နော်ဘယ်နေရာဖြစ်ဖြစ်လမ်းလျှောက်သွားတယ်ဒီ၄ချိန်တွေကိုလောက်တဲ့ခါကျရင်စီချိုကိုကာကွယ်နိုင်တယ်တတိယချက်ကကိုစားတဲ့တောက်တဲ့စားတောက်တယ်နော်ဖမင်းကိုရှော့စားအသီးရွက်များများစားအသားများများစားအသီးနှံများများစားဒီလိုမှစီချိုကိုကျွန်တော်ကာကွယ်နိုင်မယ်နောက်ဆုံးနံပါတ်၄ပေါ့နော်အရေးကြီးဆုံးအချက်ကစီချိုကာကွယ်ဖို့အတွက်နောက်ထပ်၃ခုအရေးကြီးတာလေးကျွန်တော်မှားခြင်းတယ် ်ပထမတစ်ခုစိတ်လိစိတ်လိဖြစ်ပါနော်စိတ်လိကခန္ဓာကိုယ်အတွက်လုံးဝကောင်းကျိုးမပေးတဲ့အရာတွေမှာပါပါတယ်စိတ်လိစိတ်လိတောက်တဲ့သူတွေစီးကျိုးပို့ဖြစ်ပါတယ်အဲ့တော့စိတ်လိကိုဖြတ်ပါနော်ပထမတစ်ချက်ဒုတိယတစ်ချက်စိတ်ဖိစီးမှုလျှော့ချအခုနောက်ပိုင်းမှာကျွန်တော်တို့စိတ်ဖိစီးမှုနဲ့ခန္ဓာကိုယ်ရဲ့ပျက်စီးမှုတွေနဲ့ဟာဆက်ဆက်ဖြစ်ပေါ်ရဲဆိုတာကျွန်တော်တွေ့ရတယ်။စိတ်ဖိစီးမှုများလာလေလေခန္ဓာကိုယ်မှာယောဂထူလေလေပဲ။အဲ့တော့စိတ်ဖိစီးမှုများတယ် တစ်ချိန်လုံးစိတ်ညစ်နေရတဲ့သူတွေစီဂျိုကိုဖြစ်နိုင်ပါအဲ့ CBC မျိုးကိုနီလန်တစ်ခုခုနဲ့ရောင်းလျှော့အဲ့အတွက်လည်းကျွန်တော် ပြောထားတဲ့ဗီဒီယိုစီအများကြီးရှိတဲ့ CBC မျိုးဘယ်လိုလျှော့မလဲဆိုတဲ့အကြောင်းအရာတွေဒါတွေလည်းရှာဖတ်ကြည့်လို့ရတယ်เนาะအဲ့တော့ဆက်လက်ဖြစ်ပါ CBC မျိုးလျှော့ပါနောက်ဆုံးတတိယချက်ကတော့အေးဝောင်းအိတ်ပါ အေးပြက်ချင်တာခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအရင်ပြက်စီးနေတယ်ယောဂပူယောဂတွေပူပြီးဖြစ်စေနိုင်တယ်အဲလူကိုလည်းနေလို့မကောင်းဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့အေးပြက်မခံပါနဲ့တနေ့ကိုညတနေ့ကိုအနည်းဆုံး6နာရီခွဲရနေ7နာရီကြာလောက်ရအောင်အေးပေးပါနော်အဲ့တော့ကျွန်တော်အကုန်လုံးစုပြီးတော့ပြောမယ်ကျွန်တော်မှဖေရောမေရောစီးချိုမျိုးရိုးရှိပြီမယ်ကျွန်တော်မှစီးချိုမဖြစ်အောင်ကျွန်တော်အချက်၄ချက်ပေါ်မူတည်ပြီးစီးချိုကိုကာကွယ်ပါတယ် ်ပထမတစ်ချက်ကိုလေးချိန်မတက်လောင်ထိမ့်ပါတယ်နော် BMI ကို16.25အတွင်းမှာကျွန်တော်ရအောင်ထားပါတယ်ဒုတိယတစ်ချက်ကိုလက်လှရှားမှုရအောင်လုပ်ပါတယ်အရင်ပြင်းပြင်းထန်ထန်တစ်ချိန်လုံးကြီးကျင်သွားပြီးလုပ်เสียမလို့ဒီနေ့ကိုချက်လန်းတစ်တောင်းလျှောက်တာလောက်ကကိုပဲအဆင်ပြေပါတယ်အဓိကကျွန်တော်တို့ကတစ်ထောင်တောင်မလျှောက်တာကြောင့်ပြဿနာတွေဖြစ်နေတာတတိယတစ်ချက်အစားအသောက်ကိုဖြူဆိုင်ပါ ကိုစားတဲ့အစားအသောက်ကကိုကိုစီချိုဖြစ်ခြင်းမဖြစ်ခြင်းပေါ်မှာ user เนาะလူတော်တော်များများထင်တာကအချိုကိုရှောင်ရင်ရပြီလို့ထင်တာမဟုတ်ဘူးအချိုရှောင်ရုံနဲ့မရဘူး ကျွန်တော်တို့စားနေတဲ့အစားအသောက်မှာကာဘိုဟိုက်ဒရိတ်များပြီဆိုတာနဲ့အဲ့ကာဘိုဟိုက်ဒရိတ်တွေကနောက်ဆုံးမှာတခြားဓာတ်ဖြစ်ပြီးတော့ခန္ဓာကိုယ်မှာတခြားဓာတ်တွေများလာတယ်။အဲ့တော့စားတဲ့အခါမှာတပင်းတပကံပုံနော်တပတပင်းပကံတစ်ခုလုံးတဝက်ကိုသီးရွက်စားသီးနှံစားကျန်တဲ့တစ်စိတ်ကိုအသားစားကျန်တဲ့တစ်စိတ်ကိုမှတပင်းစားပါနော်။အဲ့ဒါနံပါတ်3တစ်ချက်နံပါတ်4တစ်ချက်ကကြတော့စီးကြိုကာကွယ်ဖို့အတွက်တချို့အပြုမှုတွေကိုရှောင်းရမယ်။ဘာတွေလဲဆိုတော့ဆီလီဖြတ်ရမယ်။စိတ်ဖြစ်မှုရှော့ချရမယ်။အေးဝါဝါအေးရမယ်။ ီခုကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေကိုတိတိချာချာလိုက်နာမယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကျန်းမာနေအောင်နော်ကျန်းမာနေညီညွတ်အောင်နေမယ်ဆိုရင်စီးချိုကိုချိန်သိကဝင်နိုင်တယ်ကျွန်တော်တို့ကတခုခုဖြစ်ပြီးဆိုမှသာဟိုဘောဆေးကိုအရန်ကြီးအကူလုံးနဲ့ဆေးကိုအရန်အကူပြီးတော့ဒီဆေးတောက်မယ်ဟိုစီးချိုဖြစ်မှုဆေးတောက်မယ်ဒီဆေးတောက်စီးချိုကပေါပေါလေးတွေးလို့ရတယ်ယောဂတွေမှာပပစီးချိုကနောက်ဆက်တွေဘေးတွေဆိုချိုအရန်များတဲ့ယောဂတွေမှာပါပါတယ် ဒီအတွက်ကြောင့်မလို့စီးကြိုကိုထိမ့်ဖို့အတွက်စီးတစ်ခုတည်းနဲ့ဘလို့မှလုပ်လို့မရစီးကြိုကိုထိမ့်ဖို့အတွက်အဓိကအရေးပါဆုံးအကြောင်းအရာက lifestyle modification လို့ခေါ်တဲ့စားသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်းမှာတကယ်ပြောင်းလဲနိုင်ရင်တကယ်အကျိုးသက်ရောက်မှုရှိရဆိုတာကိုတွေ့ရလိမ့်မယ်စီးကြိုငါတော့ဖြစ်လာမှကုလိမ့်မယ်လို့ပေါ်ပေါ်လေးထားလို့မရဘူးတကယ်ဖြစ်လာတဲ့အခါကျရင်ဘေးထွက်ဆိုးကြိုအရန်များပါတယ်ကျွန်တော်ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေကိုတိတိကျကျလေးလုပ်မယ်ဆိုရင်ပဲစီးကြိုကိုတော်တော်လေးကာကွယ်နိုင်ပါလိမ့်မယ်